တ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့အာဘာပဲပြောပြောလေသူ့ဆိုရင်အခုဆိုလို့ရှိရင်လေ နေတိုးပေါက်စာလို့ပြောရတယ်ကိုနေတိုးနဲ့ကိုတီတိုးကတော့တကယ်ဟိုပါပေါ့နော်တကယ်အမှုပညာရှင်ကြီးတဘာရင်ဟွာရင်အမှုပညာရှင်ဒါပေမဲ့အဲ့လိုတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကိုတူလေးနဲ့ကိုနေတိုးပေါက်စာလို့ပြောခင်ရတဲ့အပေါ်မှာဆိုလေជីနုပီတိဖြစ်ပါတယ်လူပဲဖြစ်ဖြစ်ပေါ့တမီးရဲ့ဟိုကိုတူကိုသားလေကိုတူကိုသားကိုအဲ့လိုချစ်ကြတယ်သူများချစ်ကြတယ်ကြိုက်ကြသဘောကြကြတယ်မြင်လို့ရှိရင်လေ ပီတိဖြစ်တာပေါ့အဲ့သဘောပါပဲတာကြီးတူလေးကိုအခုလိုမျိုးလေးအာများပေါ့နော်ဘာဖြစ်သူ face လေးတိုင်းချစ်ကြတယ်အဲကိုနေတိုးနဲ့တူတယ်လို့ပြောတယ်သူမျိုးတရုတ်ဆောင်လေးတွေလည်းအဲ့လိုမျိုးပေါ့လေတရုတ်ဆောင်လေးတွေလှုပ်တတ်တယ်ဆိုတော့ဂျင်းနဲ့ဂျင်းနူးပီတိဖြစ်ရပါတယ်လို့အော်ဒီပြိုင်ပွဲအကြောင်းလေးကဒီ Cloud 7 Entertainment အာဒီပြိုင်ပွဲလေးအကြောင်းကသူကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့လေတရုတ်ဆောင်ရွေးတာမဟုတ်ဘူး မင်းသားမင်းသမီးဆိုဒီပြိုင်ပွဲလို့ဒိုင်အမှန်အတိုင်းပြောရရင်တကယ်တဲလက်ရှိတဲ့သူတော်တော်များများကို လာပြီးတော့ပြိုင်စီခြင်းနဲ့ဘာဖြစ်လို့ဆိုဒီ CEO ကိုဇွဲကကိုဇွဲကဘာဖြစ်လဲဆိုရင်ဒီခက်လေးအမှုပညာကိုချစ်မြတ်နိုးတဲ့သူအမှုပညာရှင်တွေကိုချစ်မြတ်နိုးတဲ့သူတကယ်ကိုသူ support ကောင်းကောင်းလို့သူဒီကလေးတွေအတွက်လေအာ ဘလို့ဘလို့ support လုပ်ပေးမလဲဆိုတော့နံပါတ်1ဘာသာရေးနံပါတ်2သူကဒီဟိုအတွက်တရုတ်ဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက်လိုအပ်တော့ဟိုအဆိုပိုင်းเนาะအဆရာခိုင်မြဲတာပြီးလို့ရှိရင်မြန်မာကအင်္ဂလိပ်အကမြန်မာတဲ့အာနောက်တစ်ခါကျစီရိုအတန်အဲ့ဒီတချင်းနေအကုန်လုံးကိုလည်းသူလေ့ကျင့်ပေးမယ်နောက်ပြီးတဲ့အခါကျလို့ရှိရင်ဒီကလေးတွေအတွက် သူ့ရဲ့ရည်မှန်းချက်ဟိုသူ့အောင်မြင်တာမအောင်မြင်တာကနောက်မှာဒါပေမဲ့ဒီကလေးတွေအောင်မြင်သူ့အောင်မြင်တာပဲပေါ့နော်အဲ့ဟာအတွက်တော်တော်လေးကိုသူလှုပ်ထားပါတယ်လှုပ်ထားတဲ့အခါကျတော့ဒီပြိုင်ပွဲလေးကိုတာကြီးကအနာဂတ်ရဲ့ကျယ်ပွင့်လေးတွေအတွက်ကျယ်အနာဂတ်ရဲ့ကျယ်ပွင့်လောင်းလေးတွေအတွက်အရေးချင်းရှိရဲ့ကလေးတွေကိုအဲ့အရေးချင်းလေးရှိတာလေးကိုဒီနောက်ကဆပိုတာကဆပိုလှုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်တောက်မဲ့မိခဲတရေရဲဆိုသူတအားကို အောင်မြင်တဲ့အောင်မြင်တဲ့အမှုပညာရှင်တွေထွက်ပေါ်လာမှာမင်းသားရိမင်းသမီးတိုင်ရောကတော့ဘလို့ခေါ်မလဲဟိုစာကင်မရာတက်စ် diamond เนาะ free ပေါ့အဲ့ဒီမှာတိုင်ရိုစီမှာကအဲ item လေးတွေလုတ်ခိုင်းတယ်အဲလုတ်ခိုင်းပြီးတော့ဒီရာကသူတို့ရဲ့ဟိုဓာတ်ပုံထဲမှာဆိုလို့ရှိရင်ဓာတ်ပုံထဲမှာဆိုရုပ်ကလေးတွေချောနေမယ်အရင်မောင်းနေတကယ် reality အဲ့တော့အပြင်မှာတိုင်ရိုတွေ့ရမှာမဟုတ်တချို့ကြတော့ရုပ်ကလေးတွေချောမယ် ရုပ်ကလေးတွေချောမယ်ဒါပေမဲ့ item ဘိုင်းတို့အတန်ဘိုင်းတို့မရတာရတချို့ကပြုတ်ပြင်လို့ရတဲ့ကလေးဆိုပြုတ်ပြင်လို့ရပါတော့เนาะအဲချို့ကြအဲ့လားမျိုးလေးတွေကိုတာကြီးတို့က test လုပ်ပေးရတာကောင်းသိညက်ပြီးလို့ရှိရင်ဘေးမှာ remake လေးလည်းရှိရပါတော့အထိတ်တိုက်တွေ့ကြအဲ့ဒါတကယ်တော့အဲ့ဟိုတာကြီးတို့ဘက်ချမ်းကစုံဟိုဘက်ချမ်းဟိုဘက်သူစားပွင့်တို့ဟိုဘက်ချမ်းကကြတော့မတတိယအမှန်ဟိုဘက်မှာကြာအောင်ပါဖြစ်ချင်တော့တာကြီးဘက်မှာလာလာ तू อ่ะတခါမှ तू အရန်ရှက်တက်တဲ့သူလေအတော်အတော်တွေအမေတွေဘယ်တော့မှ shooting လိုက်မလာနဲ့အခု तू อ่ะလေဟိုအပြင်မှာလေရောက်ရက်တွေခတ်တယ်ရောက်ရက်အပား120ခတ်တယ်ကိုလေးလေဒီဒီဘက်ကတော့ तू ဒီဘက်မလာပါစေနဲ့ဘလို့ဆိုတာဒီဘက်လာဟို तू လုံးရခတ်နေပါဆိုလို့ပါအဲ့ဒီဟုတ်နည်းနည်း तू ခတ်နေတယ်ထင်တယ် तू ဘယ်လိုခေါ်မလဲဆိုတော့လေအတော်ဘက်မလှဲ့ဘူး အဲအဲ့ဒါကိုကလည်းသူ့တော့မကြည့်တယ်လို့ကြည့်တယ်လို့ပေါ့ကိုကတော့ကို့တူလေးဆိုတော့ရှက်တာတော့မရှက်ဘူးပေါ့နော်ဒါပေမဲ့ကိုတော်မအမလီကို့တူရဲ့တရုတ်ဆောင်ချက်ကြမှာမျောသွားတယ်ရဲ့အေး तू ကအဲ့လိုမျိုးပဲ तू တို့ဘလို့အိုက်ရရတော့ဘာလဲသူ့အဖေအားတဲ့ရွာထဲမှာရွာထဲမှာဟောလေရေတွေကြီးလို့လားဘာလဲမသိသူ့အမေအားတဲ့အရေးကြီးထဲမှာပါသွားတယ်လို့ပြောတယ်တဲ့အဖေရဲ့လုပ်ပါဦးမေးပါရဲ့အဲ့ဒါအိုက်တဲ့ ေးဟက်တော်တာလို့ပဲငါကြတော့မပါဘူးအတော်ကြမပါဘူးအဲ့လိုအဖြစ်လိုက်ပြီအပြင်းမဆိုအမှန်တိုင်းပြောရင်တာကြီးကသူ့ရဲ့ဒီလိုဟိုသူ့တဲလက်လုတ်ထားတဲ့ဟာတွေကိုတခါမှအပြင်းမလဲမတွေ့ဘူးမတွေ့ဘူးဆိုတော့သူကိုရှင်းမှာတခါမှမလုတ်ဘူးသူရှူတင်းဆိုလဲကိုအသွားလို့ရှိရင်တိုင်းသားတိုင်းသားအဲ့လိုပဲမောင်းထုတ်တယ်ဟိုကော်မရှယ်အဲ့လိုမျိုးပေါ့ကြော်ညာတွေပါရိုက်တယ်ရိုက်တဲ့အခါမှလို့ရှိရင်သူကလေအဘယ်လိုဖြစ်လဲဆိုတော့လေ အဲ့ဒီအပေါ်မှာရိုက်နေရင် तू ကတိုင်းကသွားပါဖြစ်နေနားဖြစ်နေအမဟိုကိုယ်ကကုတ်ကုတ်နဲ့သွားစားသူ့တခါမှမတွေ့ဘူးသူ့ရဲ့ဟိုလိုမျိုးလေးပေါ့ block လေးတွေဘာလေးတွေရိုက်တာတော့အဲ့ဒါလေးတွေတော့ဒီလိုမျိုး TV ရဲမှာတော့တွေ့ဘူးတာပေါ့အပြင်မှာတော့တခါမှမတွေ့ဘူးနောက်ဒီလိုမျိုး drama လည်းကိုမတွေ့ဘူးဒါပထမဆုံးတွေ့ဘူးလားဟုတ်တယ်တော်ပါတယ်အိတိယတူစဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့အာဘာပဲပြောပြောလေသူ့ဆိုရင်အခုဆိုလို့ရှိရင်လေ နေတိုးပေါက်စားလို့ပြောရတယ်။ကိုနေတိုးနဲ့ကိုတီတိုးကတော့တကယ်ဟိုပါပေါ့နော်။တကယ်အမှုပညာရှင်ကြီးတဘာရင်ဟွာရင်အမှုပညာရှင်ဒါပေမဲ့အဲ့လိုတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကို့တူလေးနဲ့ကိုနေတိုးပေါက်စားလို့ပြောခင်ရတဲ့အပေါ်မှာဆိုလေជីနုပီတီဖြစ်ပါတယ်။လူပဲဖြစ်ဖြစ်ပေါ့တမီးရဲ့ဟိုကို့တူကို့သားလေးကို့တူကို့သားကိုအဲ့လိုချစ်ကြတယ်သူများချစ်ကြတယ်ကြိုက်ကြသဘောကြကြတယ်မြင်လို့ရှိရင်လေ ပီတိဖြစ်တာပေါ့အဲ့သဘောပါပဲတာကြီးတူလေးကိုအခုလိုမျိုးလေးအာများอ่ะပေါ့เนาะဘာဖြစ်သူ face လေးညာချစ်ကြတယ်အဲကိုနေတိုးနဲ့တူတယ်လို့ပြောတယ်သူမျိုးတရုပ်ဆောင်လေးတွေလည်းအဲ့လိုမျိုးပေါ့လေတရုပ်ဆောင်လေးတွေလှုပ်တတ်တယ်ဆိုတော့ဂျင်နဲ့ဂျင်နူးပီတိဖြစ်ရပါတယ်လို့ဘိုးဘလို့ခေါ်မလဲကိုကတော့ဒီလိုမျိုးလေအပြင်မှာလည်းကိုနေတော့တွေ့နေဆိုတော့ကိုတူကိုတူတယ်လို့တိတ်မထင်ဘူးအိမ်မှာထင်တာကသူ့ဘွား ိုမကိုနေတုံးနဲ့ဘသူတူလဲဆိုပြီးတော့အဲ့လိုတွေလေအဲ့လိုတွေကလေးချာအစ်တရလမ်းလာဘာဖြစ်လို့လဲအေးတကြီးနဲ့ကွာနေတုံးနဲ့တူဆုံးอ่ะเนาะငါမီးအာမမီးဟာလေအဲ့လိုမျိုးပေါ့တဘောကြပါရဲကိုနေတုံးနဲ့တူလဲပြောကြအဲ့ထဲကအယောက်20ရွေးမှာမင်းသားမင်းသမီးအယောက်20ဟုတ်ဟုတ်တယ်အကောင်လုပ်ပေးမှာအကောင်ဆပ်ပိုးလုပ်ပေးမှာနောက်ပြီးတော့ဟိုဘလူးကောင်းလဲဆိုတော့သူတို့ကိုအဲ့လိုမျိုးကလေးတွေကို လက်ကလည်းပေးထားမယ်အဲ့လိုမျိုးလေးပေါ့အာနောက်ပြီးတော့ဒီမှာဟိုဥစ္စာဒီကားသူတို့စီမှာထုတ်မှာအခုဆိုလို့ရှိရင်တစ်နှစ်ကိုအာသုံးခါပေါ့အာရုပ်ရှင်ကားကြီးရဲ့မီနီဆီးရီးစ်ရဲ့ဆီးရီးစ်ရဲ့အဲ့အာမျိုးတွေထုတ်ရိုက်တဲ့အထက်မှာလည်းခလေးတွေကိုကက်စတင်ခေါ်ပြီးတော့အဲအဲ့လိုမျိုးဟိုဘရောတရုတ်ဆောင်ခိုင်းပါဘယ်နှစ်နှစ်စာကြလို့တော့အဲ့ဒါတော့အတိအကျမသိရသေးပါဘူးဟုတ် ျမလည်းကျေးဇူးတင်ပါတယ်။ဘာပဲပြောပြောဒီလိုမျိုးအနာဂတ်ရဲ့ star လေးတွေဖြစ်လာမယ်နော်။ star လေးတွေကိုတကယ်မြေတောင်မြောက်ပေးမယ်။အဲတကယ်မြေတောင်မြောက်မယ်ဒီ cloud seven ဟိုစာ casting call လေးမှာလာရောက်ပြီး interview ပေးကြတဲ့ media ညီကောင်မောင်မတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့